ဒွေခင်ထဲကတော်လိုင်းရင်အားစုတွေစီပြီးတဲ့နိုဝင်ဘာလကဆက်နာရှင်တတ်တာကိုပြည့်ပြောင်းကိုလိုလာခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကရှေဖြူမျိုးနဲ့ခြေဆိုင် အမှတ်400ချောင်းနဲ့400ကိုဆက်နာရှင်ချင်းမြန်တိုင်ရင်တွေမှာ တောင်းကြတဲ့တတ်သားလေးဦးကလောင်မျိုးနယ်မှာရှိတဲ့တမန်ကြီးလေးပြပြည်သူကကွေတပ်ဖွဲ့စီပြည့်ပြောင်းလာခဲ့ပါတယ်။အဲ့ဒီတတ်သားလေးဦးဟာအာရမစင်မူတန်ဆူဆောင်းခံရပြီးစင်မူတန်အပတ်စဉ်စစ်တေတည်တံတယောက်ခဲကြရသူတွေပါ။ လက်ရှိမှာသူတို့စန္ဒာအရာဘေကင်းရဲ့နေရာတွေကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ရေပြင်းမျိုးနယ်တော်ရဲ့ဒူစီဝါရေးဆောင်ထေကရန်ကွင်းရတရာကိမာကင်းတောင်ကြာနေတဲ့စစ်မှုထမ်းသင်တန်းစင်ဟောက်ဟာလေနိုဝင်ဘာလ29ရက်နေ့မှာဘာတူတပ်ဖွဲ့စီပဲပြောင်းကိုလိုလာခဲ့ကြပါတယ်။အဲ့ဒီငါဟာလေအာရမစေတာဆူဆောင်ခံရသူတွေဖြစ်ပြီးယင်းစိတ်ကန်အေရီယာမှာရှိတဲ့ထွက်ဖို့ပို့ဆောင်ခံရသူတွေဖြစ်ပါတယ်။ လက်နက်နဲ့အတူပဲပြောင်းလာတဲ့အတွေ့ကြသိန်း40စီချိမင့်ပြီးသူတို့ရဲ့စန္ဒအရအလိုလိုပိုပြပါကိုပို့ဆောင်ပေးခဲ့တဲ့တို့ဘာတို့တပ်ဖွဲ့စီကသိရပါတယ်တပည့်မှလည်းဆက်အနာရှင်တာဇမ္မတာတင်တာပတ်ဆွေပြီးမှတင်တန်းတော့ဦးရေပြီမီဖို့တဝက်ခိုင်တွင်းမျိုးဝင်တော်ခေတွေမှာဖန်စီတာညဖက်နေတွေမှာစင်းနဲ့ဝင်ဖန်တာအကြောင်းပြချက်တကူကူနဲ့ဖန်စီဆူဆောင်တာစားတဲ့နေမျိုးစုံနဲ့လစဉ်ဇမ္မတန်ဆူဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်